ဲ့ဒီလိုဟောပြောလိုက်တဲ့ဒေသနာကိုကြားနာလိုက်ရတဲ့အခါမှာလူတွေဟာတတိတံဝေကားတွေဖြစ်တယ်။အေးလွန်ခဲ့တဲ့၃နှစ်ကမြတ်စွာဘုရားမရဏတတိဘာဝနာပွားဖို့ဆိုတာတိုက်တွန်းထားတော့တရားနာပရိသတ်ထဲလည်းပါတဲ့လူတွေပါတယ်ပေါ့။အဲ့ဒီမှာတတိတံဝေကားတွေဖြစ်ပြီးတော့အသိဉာဏ်တွေရပြီးတော့စ조사အထုတ်ခြင်းနဲ့စိတ်တွေစိတ်ဆွမ်းအားတွေတက်လာပြီးစ조사ကြ ဒီတရားနာလိုက်ရတဲ့အခါကျမှတချို့ကသောတပန်ဖြစ်တချို့ကသင်္ကရာကအဆင်းရောက်တာတချို့ကအနာကတတိဆွမ်းအားတွေညံဆွမ်းအားတွေတက်လာပြီးတော့တရားဥတရားမြတ်တွေကိုရသွားတယ်အသိဉာဏ်တွေပွင့်သွားကြတယ်ဟုတ်ပါလားဆိုပြီးတော့အသိဉာဏ်တွေပွင့်ပြီးတော့သွားကြတယ်ခုနက အမျိုးသမီးလေးကတော့ဒီတရားနာရင်ကနေသူကသူလေ့ကျင့်ထားတဲ့အပေါ်မှာအာယုဆိုင်ရင်ကနေမြတ်စွာဘုရားဟောတဲ့တရားကိုနာရင် သူကသောတပန်ဖြစ်သွားတယ်အေးသောတပန်ဖြစ်သွားတဲ့ဒါကဒီတရားပွဲမှာထူးခြားချက်ကလေးတစ်ခုဖြစ်တာပေါ့သောတပန်ဖြစ်ပြီးတော့မှတရားပွဲပြီးတဲ့အခါမှာသူ့ရောင်လုံးတွေထည့်ထားတဲ့တောင်းလေးကိုရွက်ပြီးတော့သူ့အဖေစီပြေးသွားတယ်ဟိုရောက်တဲ့အခါကျတော့သူ့အဖေကသူ့ညှောနေတာစောစောလာဖို့ညှောတာသူကနောက်ကျနောက်ကျတော့ထမင်းကလည်းစာရံနဲ့အဲ့ ရခိုင်ရဲ့အိပ်ပျော်သွားတာနာနာရောက်တဲ့အခါကျတော့သူ့ဖေအိပ်ပျော်နာအမှတ်တမဲ့ရောင်လုံးတောင်းကိုနာနာမှာချလိုက်တော့သူ့ဖေကိုသွားထိတော့ဟိုကရခိုင်ရရင်အိပ်ပျော်သွားတာဆိုတော့ပြုတ်ခနဲ့ရခိုင်ရတဲ့ဟာကိုဆွဲလိုက်တဲ့အခါမှာလုံးကနေပြီးတော့ခြုံထွက်ပြီးအဲ့ဒီကလေးမလေးရဲ့ယင်ဝါကိုသွားဆိုင်တယ်အခြုံထက်ကကန်ဆိုးကျင်တော့ ဆွဲလိုက်တဲ့အခါမှာယင်ဝအသွာချိန်ထားတယ်လို့ဖြစ်ပြီးတော့ယင်ဝကိုစူးပြီးတော့ကလေးမလေးကအဲ့ဒီနေရာမှာပဲပွဲချင်းပြီးတည်သွားတယ်။တည်သွားတော့သူ့ဖေကယူကျုံမရဖြစ်ပြီးတော့မြတ်စွာဘုရားစီသွားနောက်ဆုံးမြတ်စွာဘုရားတရားချတဲ့အခါမှာလူ့ဘဝမှာသူမနေတော့ပဲနဲ့သူလည်းသင်္ကန်းဝတ်သွားနောက်ဆုံးရဟန္တာဖြစ်သွားတယ်လို့ဒီလိုမှတ်တမ်းရှိတယ်ပေါ့နော်။အေးဒီလိုအကျိုးကျေးဇူးတွေကို တွေးရှိရဖို့ဒီနေရာမှာမြတ်စွာဘုရားက ဒီကလေးမလေးမသေးအောင်မြတ်စွာဘုရားကကဲတင်တာမဟုတ်ဘူးသူဟာဒီကနေ့ဟာတေခြင်းတရားကမလွတ်နိုင်တော့ဘူးသူရဲ့သေနေစိနေပြီဇီဝိတံမရဏပရိယောတဏံဇီဝိတံလို့ဆိုတဲ့အတိုင်းဒီကလေးမလေးဟာဒီကနေ့သေကိုသေမဲ့နေဖြစ်နေတယ်အဲ့ဒါကြောင့်မသေးခင်လေးမှာမြတ်စွာဘုရားကတောတပံဖြစ်အောင်တရားဓမ္မဟောပြောလိုက်နိုင်တယ်ဒါဟာ လောကသားတို့ရဲ့အတွက်မြတ်စွာဘုရားသခင်ကိုရမြတ်ရဲ့ကျိုးပန်းအထုတ်ချက်ပဲဖြစ်တယ်ပေါ့ဒီလိုဝိထုပေါင်းမြောင်များစွာမြတ်စွာဘုရားဟာဆောင်ရွက်ခဲ့